အိန္ဒိယအမေရိကန်နဲ့ဂျပန်နိုင်ငံတို့ပါဝင်တဲ့ရှေ့ရက်ကြာရေကြောင်းပူရဲစေရေးလေးတက်မှုတရက်ကိုဇွန်လ10ရက်နေ့ကအိန္ဒိယနိုင်ငံတောင်ပိုင်းချင်းနိုင်မြို့မှာစတင်လိုက်ပြီလို့သိရပါဗျ။မာလာပါလို့အမည်ရတဲ့အဲ့ဒီစေရေးလေးတက်မှုကိုဇွန်လ18ရက်နေ့အထိပြုလုပ်သွားမှာဖြစ်ပါတယ်။ဒေတာရင်းမှာတရုတ်နိုင်ငံရဲ့လွှမ်းမိုးမှုကြီးထွားလာတာကိုရင်ဆိုင်မှုသုံးနိုင်ငံရေကြောင်းပူးပေါင်းမှုပုံပုံအားကောင်းလာအောင်နေကျင်နေတာဖြစ်ပြီးဂျပန်ရေကြောင်းကာကွယ်ရေးတပ် MSDF ကဒီနှစ်နဲ့ဆိုတာက၄နှစ်ဆက်တိုက်ပါဝင်လေ့ကျင့်တာဖြစ်တယ်လို့သိရပါတယ်။ မေရိကန်နဲ့အိန္ဒိယကတော့မာလာဘာဆင်းရဲလေးကျင်းမှုကို1992ခုနှစ်ခရဲကနှစ်စဉ်ပိုးရဲလေးကျင်းလာခဲ့တာဖြစ်ပါတယ်။ဒီနှစ်လေးကျင်းမှုတွေမှာတော့အမေရိကန်ရေတပ်ကကမ္ဘာအကြီးဆုံးလေယာဉ်တင်သင်္ဘောကြီးဖြစ်တဲ့ USS Nimitz ကိုပါဝင် ခိုင်းထားတယ်လို့သိရပါတယ်။အိန္ဒိယဟာမြောက်ပိုင်းအိန္ဒိယနိုင်ငံဖြစ်တဲ့တရုတ်နဲ့ပိုင်နဲ့အငင်းပွားမှုပြဿနာဖြစ်ပွားလာတာအချိန်ကြာမြင့်နေပြီဖြစ်ပြီးတရုတ်ကလည်းဒေတာတွေမှာသူ့ရဲ့ရေပိုင်နက်ကိုတိုးချဲ့လာနေတယ်လို့သိရပါတယ်။ တရုတ်ဟာလက်တလုံးနှစ်တွေအတွင်းတီရီလင်ကဘင်္ဂလားဒေ့ရှ်နဲ့ပါကစ္စတန်နိုင်ငံတို့မှစိတ်ကန်းတွေဆောက်လုပ်ပြီးအိန္ဒိယသမုဒ္ဒရာအတွင်းတိုးချင့်မှုတွေဆောင်ရွက်နေတာဖြစ်ပါတယ်။ဒါအပြင်ဒီဘက်အိန္ဒိယနဲ့ဘူတန်သုံးနိုင်ငံဆုံးမအနီးမှာရှိတဲ့ကုန်းမြစ်နေရာတစ်ခုနဲ့ပတ်သက်ပြီးတော့လေအိန္ဒိယနဲ့တရုတ်နှစ်နိုင်ငံကတပ်ဖွဲ့ဝင်တွေအခြေတင်ဖြစ်နေကြတာဟာသတင်းပတ်နဲ့ချီကြာမြင့်နေပြီဖြစ်တယ်လို့သိရပါတယ်။